မဲ့ AB 18ရက်နေ့အထိငလျင်တန်းတင်ဒေတာများအပါအဝင်တိုင်းနယ်ပြည်နယ်များမှာမိုးရွာသွန်းနိုင်တယ်လို့မိုးစလကထုတ်ပြန်လိုက်ပါတယ်။ AB 10ရက်နေ့မနက်ပိုင်းကစတင်ပြီးလာမဲ့ AB 18ရက်နေ့အထိငလျင်တန်းတင်ဒေတာများအပါအဝင်တိုင်းနယ်ပြည်နယ်များမှာ မိုးရွာသောနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်စကားပြေတံညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဧပြီလ12ရက်ကနေ18ရက်အတွင်းနေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရော်ဒီတနင်္သာရီကချင်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စစ်ကနေနေရာအနှံ့အပြားမိုးထချုံရွာကတချို့ဒေသများမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းကငလင်တန်းတင့်ဒေသများမှာတော့ဧပြီလ17ရက်နေ့ညစင်နာရီကနေနောက်ထပ်24နာရီအတွင်းမိုးများနိုင်ပါတယ်။ရွာသွန်းနိုင်တဲ့မိုးရေချိန်ကတော့24နာရီအတွင်း60မီလီမီတာ နှစ်ဒသမ36လက်မအထိရွာတော့နိုင်ပါတယ်။ငလင်းတန်းတဲ့ဒေသခံများအတွက်အမိုးအကများစီစဉ်ဆောင်ရွက်တဲ့ကြောင့်ရုတ်တရက်မိုးများနိုင်တဲ့အခြေအနေကြောင့်ရေကြီးနိုင်မဲ့အန္တရာယ်ရှိလာနိုင်ကြောင်းငလင်းထိထားတဲ့မြေအောက်မြေတုလွန်အခြေအနေတွေကြောင့်မြေပြိုမြေကျွန်းနိုင်တဲ့အခြေအနေများကိုကြိုတင်ထည့်သွင်းစဉ်းစားရန်လိုအပ်တယ်လို့ဆိုပါတယ်။မိုးတဲထစွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျှက်စည်းလက်ခြင်းမိုးဒီကျွေခြင်းလျှက်တပြက်ရည်ကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်လို့အဆိုပါဒေသများမှာရှိတဲ့ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့် ရေပြိုမှုအန္တရာယ်၎င်းမြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုအန္တရာယ်များကိုလည်းကြိုတင်သတိပြုကြဖို့အတွက်မိုးစလမှထုတ်ပြန်ကြေညာထားပါတယ်ဒီနေ့အေဘီနာ၁၇ရက်နေ့မနက်၈နာရီဝန်းကျင်ထုတ်ပြန်ချက်တည်းအရာ ။ရွှေရင်ရခိုင်တို့80လွန်မိုးလဝတ္တနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဆိုလာတာပါ။မိုးဇလခမန်းကျဲအရာအေပီ16ရက်အထိနေပြီးတော့စကိုင်းမန္တလေးဘကုမခွေးအပါအဝင်တနင်္ဂနွေလုံးမှာနေရစစ်တိတ်ကနေနေရအနှံပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။မြေပြိုခြင်းလျှက်တပြက်ရေကြီးမှုတွေသတိပေးထားတဲ့အကြောင်းကိုမိုးလဝတ္တနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှသိရပါတယ်။ 2025ခုနှစ် AB လပထမ10ရက်ပတ်အတွင်းမိုးလင်ဝသအခြေအနေအချင်းကျုံနဲ့2025ခုနှစ် AB ညဒုတိယ10ရက်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်တွင်းဆိုင်ရာပြင်းပြမိုးလင်ဝသအခြေအလက်ခံမှန်းချက်များဖြစ်ပါတယ်2025ခုနှစ် AB လပထမ10ရက်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့မိုးလင်ဝသအခြေအနေများအပေါ် MTB စိုက်တွင်းဆိုင်ရာမိုးလင်ဝသအခြေအလက်များအချင်းကျုံကိုမိုးလင်ဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ကြေညာသွားပါတယ် 2025ခုနှစ် AB လပထမဆယ်ရက်ပတ်အတွင်းမိုးရွာသွန်းမှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတောင်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရော်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာပထမဆယ်ရက်ပတ်ရဲ့ပြင်းပြမိုးရိပ်ကြိမ်းတို့တက်ပိုခဲ့ကာနေပြီးတော့ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနဲ့အနောက်ပိုင်းမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းတို့မှာ AB လပထမဆယ်ရက်ပတ်အတွင်းမှာပြင်းပြမိုးရိပ်ကြိမ်းအောက်ကိုရောင်းနေခဲ့ပါတယ်2025ခုနှစ်အေဘီယဒုတိယဆယ်ရက်ပတ်အတွက်မိုးလေဝသခန့်မှန်းချက်ကတော့ မင်္ဂလာပင်လယ်ဝါချင်းတွေကမင်္ဂလာပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်ရနေငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်တို့မှာတိမ်အသင်းတွေကနေတိမ်ထွက်တတ်နိုင်ပါတယ်။မိုးရွာသွန်းမှုအခြေအနေကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မော်ပြည်နယ်ရှမ်းပြည်နယ်တို့မှာရွာသွန်းမြေထက်ပိုနိုင်ပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအီရော်တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာမိုးရွာသွန်းမြေထက်ပိုမိုးထက်ချုံရွာနိုင်ပါတယ်။ 我话一点呢呢，阳光男的打机是看男的打机也要认真，跟你打一顿，个前边的、跟后边的、跟边的前边的、后边的下面的都嘛。我也讲呢，谁也看准。你比较慢的打机，不够的打机，不够的打机是看男的打机，后边的就看边的都嘛。你也讲呢，你也讲，没特长原来嘛嘞。你偏爱看慢这个咯，整天打一张的打机，跟前边的、跟后边的、后边的都嘛，你样说说。你比较阳光男的打机，是看男的打机也要认真，前边的要看边的下面的都嘛，你样讲讲呢。讲男的打机爱边的都嘛，你样国家没特长原来嘛嘞。 ရန်ရံရာကိုင်းတုံးကတော့80ရာကိုင်းတုံးဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်း၊အေရဝတီတိုင်း၊တနင်္သာရီတိုင်း၊ချင်းပြည်နယ်မွန်ပြည်နယ်၊ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းနေလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားရနေရာတစ်ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ထုံးခြင်း၊မိုးကြိုးပြင်းခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနိုင်ကြဖို့အတွက်အကြံပြုလိုက်ပါတယ်။မြမပင်လေပြင်းမှာလှိုင်းအသင်းတင်ရှိနိုင်ပါတယ်။လှိုင်းအပြင်ကတော့မြမကဲဝရတစ်ချောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာ၅ဘီကနေ၈ဘီကန့်အထိရှိပါတယ်။ နောက်တဲ့နှစ်ရက်အတွက်ခံမှန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအရောက်တိုင်းတနင်္သာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မော်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရစစ်တိတ်ကနေနေရအနှံပြားမိုးထင်ရှုပ်ယူနိုင်ပါတယ်နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ပြန်အထိခံမှန်းချက်ကတော့တရင်သိန်းတဲ့ဖြစ်လို့တိုင်းပြီးမိုးထင်ရှုပ်နေရကွက်ပြီးမိုးယွာနိုင်ပါတယ်ရွာရရာကန်တော့80ဖြစ်ပါတယ်ရန်ကုန်နဲ့အနီးတစ်ဝိုက်ကတော့တရင်သိန်းတဲ့ဖြစ်ထွန်းနိုင်ပြီးမိုးထင်ရှုပ်ကနေရကွက်ပြီးမိုးယွာနိုင်ပါတယ်ရွာရရာကန်တော့80ဖြစ်ပါတယ်မန္တလေးနဲ့အနီးတစ်ဝိုက်ကတော့မနေ့ပြန်အထိခံမှန်းချက်ကတရင်သိန်းတဲ့ဖြစ်ထွန်းပြီးမိုးထင်ရှုပ်ရွာကနေရကွက်ပြီးမိုးယွာနိုင်ပါတယ် ရွာရံရာခိုင်နှုန်း80ဖြစ်ပါတယ်။လာမယ့်စနေတနင်္ဂနွေအားလက်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာနေရာကျကျမိုးထချုံရွာနိုင်ပါတယ်။တောင်ကုန်းနဲ့ဝမ်းထဲမှာဒီကနေ့မနက်ပိုင်းငလင်းငယ်များလှုပ်နေပြီးနောက်ဆက်တွဲငလင်းလာနိုင်လို့သတိပြုကြဖို့အတွက်တည်ပေးလိုက်ပါတယ်။မန္တလေးတိုင်းတာစီမြို့အနီးကိုပတ်ဖို့ပြုပြီးပြင်းအား9.5အဆင့်ရှိတဲ့ငလင်းလှုပ်ခတ်ခဲ့ကငလင်းဒဏ်ကိုမိထီလာဝမ်းတွင်နဲ့မြင်သားအပါဝင်မြို့နေရာအများစုကပြည်သူများခံစားသိရှိရကအထက်ကလန့်ဖြစ်သွားခဲ့ကြကြောင်းသိရပါတယ်။ ီကနေ့အေပိလ17ရက်နေ့မှာစတော်ချိန်မနက်10:59မိနစ်အချိန်မန္တလေးတိုင်းသာစီမြို့အနီးကမြောက်အနက်30ကီလိုမီတာကိုဗဟိုပြုကငါးသမငါးအစင်းနဲ့အင်အားအသင်းတဲ့ရှိတဲ့မြင်းကလင်းတစ်ခုထပ်မံလောက်ခတ်ခဲ့ကြအောင်စကိုင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းငယ်များဆက်လက်လောက်ခတ်နိုင်တဲ့အတွက်ငလင်းဘေးဆောင်ရန်ရှောင်းရန်သတိပြုရန်နဲ့အညီနေထိုင်ကြဖို့အတွက်မြို့သားညီညီရဲ့ဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နဲ့ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနတို့ကသတိပေးထုတ်ပြန်လိုက်ပါတယ်ဒီနေ့မနက်စနေလောက်မှာလှုပ်တဲ့ငလင်းကအတော်ပြင်းနဲ့တစ်ချက်တိတ်ငနေတိတ်ငနေဖြစ်သွားတော့အကုန်လမ်းမတွေပေါ်ထွက်ပြေးရတယ်အိမ်ထဲကမနေရကြဘူးလို့ မက်ဒီလာမြို့ကပြည်သူဒုက္ခဆိုပါတယ်အလားတူဒီကနေ့မနက်7:28မိနစ်အချိန်မှာလဲမာစီမြို့အနီးမှာငလင်းငယ်တစ်ခုထပ်မံလှုပ်ခတ်သွားတယ်လို့သိရပါတယ်ထို့ပြင်ဝမ်ရွေးမြို့နယ်နဲ့မြေသားမြို့တွေတို့မှာလဲငလင်းလှုပ်ခတ်မှုကိုတိတိတတ်တခံစားသိရှိရကြောင်းဒေသခံပြည်သူဒုက္ခဆိုပါတယ်ဤဗီလာစတီးရနေ့မနက်ပိုင်းနောက်ဆက်တွဲငလင်းများလှုပ်ခတ်ခဲ့ရာဒီကနေ့မနက်9:00နာရီနေ့အချိန်တောင်ကမြို့ နောက်မြောက်ဘက်73မိုင်ခန့်အကွာကိုဗဟိုပြုကမြင်းအား၄3အဆင့်ရှိတဲ့ငလင်လောက်ကကြောင်းလာလို့ဒီကနေ့မနက်7:43မိနစ်အချိန်ဝမ်တွင်မြို့ရဲ့အရှေ့မြောက်ဘက်ကို5မိုင်ခန့်အားဗဟိုပြုပြီးမြင်းအား3အဆင့်ရှိတဲ့မြင်းငလင်လောက်ကကြောင်းသိရပါတယ် မလ28ရက်နေ့ကပြင်အားခွန်တမခွန်အစင်းရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်နောက်ဆက်တွဲငလင်အကျဉ်းကြီး138ချိန်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရပါတယ်။အင်အားပြင်းထန်တဲ့ငလင်ကြောင့်အထိနာခဲ့တဲ့နေပြည်တော်ကောင်စီပြင်မနာမျိုးနေနိုင်ယိုကျနေတဲ့နေအိမ်များဖယ်ရှားရှင်းလင်းရမှာ ကြက်သိန်း100နဲ့ရှိပြီးကုန်ကျနေရတယ်လို့သိရပါတယ်။နေပြည်တော်စီမံသားရေးကော်မတီထံဖြိုဖျက်ခွင့်တောင်းခံရတဲ့ခွင့်ပြုမိန့်ကြလာရင်ဆက်ရန်နေရတွေကိုကြက်သိန်း100နဲ့ရှိပြီးငားရက်ကနေအိမ်ပြိုပြက်မှုရှင်းလင်းရတယ်လို့ဆိုပါတယ်။နေအိမ်မျိုးစားဝတ်မှုတည်ပြီးဖြိုဖျက်ခါက ကျက်15သိန်းကနေကျက်သိန်း90အထိကုန်ကြကြောင်းလဲဆိုပါတယ်။ဆက်ရန်နေရာတွေကိုငားရမ်းရမှာဗက်ဖိုမြေကိုဆက်တစည်းနဲ့တန်ချိန်ပေါ်မူတည်ပြီးတော့တနအီကိုကျက်3သိန်းကနေ2သိန်းကျားအထိကုန်ကြကနေအိမ်တစ်လုံးဖြိုဖျက်က75သိန်းအထက်ကုန်ကြတယ်လို့သိရပါတယ်။ ရှင်းလင်းတာကနှမျိုးရှိတယ်လမ်းပေါ်မှာကြာနေတဲ့အပြိုအပြက်တွေရှင်းတာရှိတယ်အစာအုပ်တွေကိုဖြိုဖျက်ရှင်းလင်းတာလည်းရှိတယ်လို့ဆိုပါတယ်နေအိမ်အပြိုအပြက်များမှာအုတ်ကျိုးအုပ်ပဲ့များကိုကားပေါ်တင်ဖို့ကိုကြီးလှုပ်အားပေးသူများလည်းလိုအပ်ကြောင်းလည်း၎င်းကဆိုပါတယ်နေအိမ်၃၄လုံးရှိတဲ့သူတွေကသိက္ခာနာမရှိဘူးသူတို့ပြန်ထူထောင်ဖို့အတွက်တချို့သူတွေကတော့ထူထောင်ဖို့နေနေတာကဖြိုဖျက်စေတောင်မတတ်နိုင်သေးဘူးလို့ဆိုပါတယ်နေပြီးတော့စီပင်မှာတာဝန်ရှိသူတို့ကပြဿနာမဖြစ်ပွားစေရန်လိုက်လံကြီးကြပ်ပေးကြောင်းလည်းသိရပါတယ် တိန်နဲ့တိန်ကက်နေတော့လေတိန်ကဖြိုးချရင်ဘေးအိမ်ကစိုးရင်စိဖြစ်တော့အဲ့ဒါလိုအခက်အခဲတွေကြုံရတယ်အိမ်ကမပြိုသေးဘူးနင်းနေတော့အဲ့ဒီတင်အုံကနေအုံကနေမြေပြင်ကိုတွန်းလိုက်တဲ့အကျိုးဆက်ကြောင့်ထိခိုက်နိုင်တာတွေရှိတာပေါ့အဲ့ဒါမျိုးကိုညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ပေးရတယ်လို့အိမ်ဖြိုဖျက်ရမှာကုညီပေးနေသူအမျိုးသားတူကဆိုပါတယ်။နေပြည်တော်ပြည်မလားပြည်မလားစီပင်ထံကဖြိုဖျက်ခွင့်ကြားထားတဲ့နေအိမ်900ကျော်ရှိပါတယ်။လက်ရှိမှာနေအိမ်တရာနီးပါးရှင်းလင်းထားပြီလို့နေပြည်တော်စီမံသားရေးကော်မတီထံမှသိရပါတယ်။